မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်ကနဝရက်စိန်ပလက်တီနာနဲ့ရတနာရွှေဆိုင်ကိုဓမြတိုက်အမှုချမ်းစီခံရပြီးတော့ဓမြတိုက်တဲ့သူတွေကစိုက်မာရှိတဲ့စိန်ရွှေပလက်တီနာနဲ့အတွင်းပစ္စည်းတွေအကုန်လုံးကိုလူရက်ယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ26ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်မှာမုံရွာမြို့မြဝတီရက်ကွာ မြစ်တာလမ်းသွယ်တက်မှာရှိတဲ့နဝရက်စိန်ပလက်တီနိုင်ရရနာရွှေဆိုင်ကိုအမျိုးသား၃ဦးအမျိုးသမီး၂ဦးစိုင်းကင်နဲ့ရောက်ရှိလာပြီးတော့လက်နက်ပြချင်းချောက်ကဓမြတိုက်လူရက်သွားတာဖြစ်တယ်လို့အဲ့ဒီရရနာဆိုင်ပိုင်ရှင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်နဝရက်စိန်ပလက်တီနိုင်ဆိုင်ကျမရဲ့နေအိမ်မှာအမှုချမ်းစီးခံလိုက်ရပါတယ်ကြား၃ဦးမာနဦးစိုင်းကင်နှစ်စီးနဲ့လာရောက်ပြီးတော့အိမ်ထဲကိုဈေးဝယ်ဟန်ဆောင်ပြီးဝင်ရောက်ပြီးတော့လက်နက်ပြချင်းချောက်ကဖုန်း၅လုံး laptop တစ်လုံး ိမ်မှာရှိတဲ့စိန်ရွှေပလက်တီနမ်အတွင်းပစ္စည်းအကုန်လုံးအားလုံးကိုယူဆောင်သွားပါတယ်။လက်ရှိနဝရက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စများကိုမိတ်ဆွေများအနေနဲ့သတိထားပြီးတော့ဆောင်ရွက်ပေးပါရန်ညွန်ငယ်စွာနဲ့အကူအညီတောင်းခံအပ်ပါတယ်လို့အဲ့ဒီရတနာဆိုင်ပိုင်ရှင်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ နော်ဗရဲရတနာဆိုင်အမှုချမ်းစီဓမြတိုက်ခိုင်လိုက်ရတာနဲ့ပတ်သက်ပြီးတော့စိုက်ပါရှင်ဖြစ်သူက CCTV မှတ်တမ်းနဲ့တကွသတင်းထုတ်ပြန်ထားပြီးတော့မှတ်တမ်းမှာပါတဲ့လူတွေနဲ့ပတ်သက်လို့မတင်ငါစရာတွေ့ရှိပါကစက်တွေအကြောင်းကြားသတင်းပေးဖို့နဲ့သတင်းရရှိပါကလည်းစက်တွေကူညီပေးကြဖို့မေတ္တာရက်ခံထားပါတယ် အဲ့ဒီယတနာဆိုင်ဘက်ကထုတ်ပြန်ထားတဲ့ CCTV မှတ်တမ်းတွေအရဓမြတိုက်အမှုချမ်းစီလူရက်ခဲ့တဲ့သူတွေဟာစိုင်ထဲကိုတနက်ကန်ဆောင်ပြီးတော့အေးအေးဆေးဆေးနဲ့ဝင်ရောက်လာခဲ့ရတာတွေ့တယ်လို့နေအိမ်တွေကစိန်ရွှေနဲ့အဖို့တံပစ္စည်းတွေကိုလည်းအေးအေးဆေးဆေးယူဆောင်ပြီးမှပြန်လည်ထွက်ခွာသွားတာကိုတွေ့ရပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာမုံရွာမြို့ပေါ်မှာဓမြတိုက်ခိုးဆိုးလူရက်မှုတွေများပြားလာပြီးတော့စစ်ကောင်စီအုပ်စုကလည်းဖမ်းဆီးမပေးတဲ့အပြင်အကာအကွယ်ပေးထားတယ်လို့နောက်ွယ်ကနေပအဝင်ပတ်သက်တာတွေရှိနေတယ်ကိုတွေ့ရတယ်လို့မုံရွာဒေသခံတရေရင်မြစ်ကပြောဆိုထားပါတယ် ်သူတို့စစ်ကောင်စီအုပ်စုတွေပါလားမပါလားဆိုတာပတ်သက်ပြောပြရရင်ညဆက်နန္ဒာရီလောက်မှာဘယ်သူမှညမထွက်ရတဲ့အချိန်ရဲစခန်းအနီးသုံးဘိန်းစိုက်တွဲနဲ့ပတ်ခိုးနေတဲ့သူတွေကိုဖမ်းမိဘူးတဲ့နောက်ွယ်မှာလည်းသူတို့ကိုယ်တိုင်ပါဝင်နေတာတွေရှိတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာပလဖကတာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီလိုမျိုးစစ်ကောင်စီအုပ်စုကခိုးဆိုးလူနိုင်တာတွေကိုဖမ်းဆီးအရေးယူတာမရှိဘဲစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာ တော်လိုင်းနဲ့ပတ်သက်တဲ့သူတွေကိုဖမ်းဆီးငွေညစ်တာတပ်ဖြတ်တာတွေကြောင့်မြို့ကန်ပြည်သူတွေဟာမလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရပြီးတော့စိုးရိမ်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုကခိုးဆုပ်လူနိုင်တာတွေကိုဖမ်းဆီးအရေးယူမှုမရှိတာကြောင့်မုံရွာမြို့ပေါ်မှာဓမြတိုက်အမှုချမ်းစီလူရခိုးဆုပ်လူနိုင်တာတွေပုံမတောင်းချမ်းနေတယ်လို့မြို့ကန်တွေကပြောပါတယ်ညညဆိုရင် ခွေးဟောင်ရင်ကိုကြောက်နေရတာမုံရွာမှာကအခြေအနေကတော်တော်ကိုဆိုးနေတာလေနောက်ပြီးတော့ညဆိုရင်ကိုယ့်ရဲ့အိမ်သားမှာစိုက်တွဲ၃ဘိန်းဆိုင်ကယ်တန်းကြားရင်လည်းလန့်နေရတာခိုးတာကတစ်မျိုးလူတာကတစ်မျိုး အဲ့ဒီလိုခိုးတာလူတာကြားတာမြင်လဲမအော်ရဲဘူးလေကိုကိုတခုခုလုံသွားမှလဲစွန့်ရင်ရတယ်အကုန်လုံးကိုကြောက်နေရတာပါနေရတာကလည်းမလုံးကြုံပါဘူးလို့မုံရွာမျိုးကအမျိုးသမီးတို့ကပြောပါရယ်ဒါအပြင်စီကောင်စီအုပ်စုနဲ့အပေါင်းပါတွေဟာမုံရွာမျိုးဘော်ကစီးပွားရေးလုပ်ငန်းရှင်တွေကိုပြန်ပေးဆွဲပြီးတော့လက်နက်ပြချိမ့်ချောင်းဝင်းညစ်တာတွေကြောင့်လုပ်ငန်းရှင်တော်တော်များများဟာလဲမျိုးကနေစွန့်ခွာတာလုပ်ငန်းပြောင်းရွှေ့သွားကြတာတွေအများပြားရှိနေတယ်လို့ဒေသခံတွေကပြောပါရယ် ်မုံရွာမြို့ပေါ်မှာစီကောင်စီအုပ်စုနဲ့တူစောထီတွေကလမ်းပေါ်မှာဂိတ်ဖွဲ့အထိုင်ချပြီးတော့လမ်းသွားလမ်းလာတွေစီကနေဖမ်းဆီးငွေညစ်တာဆိုင်ကယ်၂ယောက်တွဲစီးတဲ့သူတွေကိုပြစ်တတ်တာပေါ်တာဆွဲဖမ်းဆီးငွေညစ်တာဗမျှတိုက်လူရတာစတာတွေကိုထင်တန်းကျဲပြီးတော့ကျူးလွန်နေကြတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်ကျေးရွာအတွင်းနယ်မြေစုံစမ်းရန်အင်စည်းကနေထွက်လာတဲ့အရက်ဝက်ရဲလေးဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ28ရက်နေ့မှာဖားကံမြို့နယ်လုံခင်ကျေးရွာအမှတ်၈ရက်ကွာအတွင်းကိုနယ်မြေသတင်းရယူရန်အတွက် Ipsan ကားနဲ့အရက်သားအဝတ်အစားများကိုဝတ်ဆင်ပြီးထွက်လာတဲ့ဒူရဲအုပ်92ဒူရဲအုပ်တူရာမိုးဒူတကြအောင်မြင့်ကျော်တပ်သားတင်ထွန်းဝေတို့ကို KPDF ရဲဘော်များကပြစ်ခတ်ဖမ်းဆီးရာအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အရက်သားကားနဲ့လာ ပြီးတော့အရဝတ်အဝတ်အစားနဲ့ပဲနည်းမြေကင်းလက်ရင်းနဲ့တရင်စုံစမ်းဖို့လာတာ KPDF တပ်ဖွဲ့ဝင်တွေကသိပြီးတော့တနက်နဲ့ပြစ်ဖမ်းတာကားမှာတော့ကြီးရည်ကြီးပဲပြစ်ဖမ်းတာဆိုတော့ဒဏ်ရာတော့ရနိုင်တယ်လို့ယူဆရတယ်လောလောဆယ်တော့အရှင်ဖမ်းမိတာပဲသိရတယ်တိမ်မသေးတော့အတီးပြုတ်လို့မရသေးဘူးလို့ KPDF တရင်အရင်မြစ်ကပြောဆိုထားကြအောင်တရင်ရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းအရောကချင်လွတ်လပ်ရေးတပ်မတော် KIA တိမ့်ပိုက်ထားတဲ့မုံမောက်မြို့နယ်ခလာရ430တိုင်ရင်းကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီကထိုးစစ်ဆင်နေတဲ့အတွက် ဗန်မော်မိုးမောက်မြို့နယ်ကြားမှာတိုက်ပွဲများဆက်လက်ပြီးတော့ဖြစ်ပွားရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗန်မော်မိုးမောက်မြို့နယ်ကြားမှာရှိတဲ့အောင်မြင်ရွာဘက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါရယ်။စက်တင်ဘာလ28ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု၊ drone နဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုလှုံ့ဆော်ခဲ့ကချေချင်းစစ်ကြောင်းထိုးလာတဲ့အတွက် KI ပူးပေါင်းတပ်ဖွဲ့နဲ့တနေကုန်နီးပါးပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါရယ်။စက်တင်ဘာလ24ရက်နေ့ကလည်းမိုးမောက်မြို့ခွနမိုင်ဘက်ကိုစစ်ကောင်စီထိုးစစ်ဆင်လာတဲ့အတွက် KI ပူးပေါင်းတပ်ဖွဲ့ ဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအချိန်ကလည်းစစ်ကောင်စီကလေကြောင်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်တင်ကားပါဝင်တဲ့ချေချင်းစစ်ကြောင်းနဲ့ထိုးစစ်ဆင်ခဲ့တော်လဲ KIA ပူပေါင်းတပ်ဖွဲ့ရဲ့ခုခံတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်များတတ်ဆုတ်သွားတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးကဖော်ပြထားပါတယ်အဲ့ဒီနေ့တိုက်ပွဲမှာလည်းစစ်ကောင်စီက drone လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ပြီးတော့ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဘမော်မျိုးလုံချုံရေးအတွက်အရေးပါတယ်မိုးမောက်ခမရ၄၃ခွန်တက်ရင်းကို KI ပူပေါင်းတပ်ဖွဲ့ကဩဂတ်လ၁၉ရက်နေ့မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတက်ရင်းသိမ့်ပိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီကအင်အားရာချီအသုံးပြုပြီးမိုးမောက်ကိုပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်တော့လေတလားကန်ကြားတဲ့အထိ KI ပူပေါင်းတပ်ဖွဲ့ရဲ့ခုခံမှုကိုထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုပေါ်သိမ်းတဲ့ပြူစောထီများကမြို့ပေါ်ရပ်ကွက်တချို့နဲ့မြို့နယ်နီးစပ်တဲ့ခြေရွာများကပြည်သူများကိုချင်းချောင်းဝင်းညှ့မှုများလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။တီးကုန်းရွာ၊ဥယျံတော်ရွာ၊ခွန်တောင်ငယ်ရွာ၊မိချောင်းပင်ရွာ၊စီဆံကုန်းရွာ၊ဗရောက်ခေါင်းရွာ၊ထန်းနောင်းဝင်းရွာ နွားကုတ်ရွာတပြေသာရွာမြောင်ကြီးရွာမင်းကျောင်းရွာဘိုးကုန်းရွာနဲ့အခြားမြို့နယ်နီးစပ်တဲ့ကျေးရွာများကလူငယ်များကိုစစ်မှုထမ်းဥပဒေနဲ့ညာကင်းဆောင်တဲ့ကိစ္စများနဲ့ပတ်သက်ပြီးတော့ချိန်ချောက်ငွေညက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ညာကင်းမဆောင်တဲ့အိမ်အောင်စုတွေနဲ့စစ်မှုမထမ်းလို့တဲ့လူငယ်များကိုချိန်ချောက်ငွေညက်နေပါတယ် ေါ်သိန်းကသူ့ရဲ့သားနှစ်ယောက်အားကိုးနဲ့လုံနေတာသူ့သားတွေကထောင်ထွက်တယ်မူးရဲ့ဆေးမှုနဲ့ကြတာစစ်ကောင်စီလက်ထက်မှာလွတ်လာပြီးတော့စစ်တပ်နဲ့ပေါင်းပြီးတော့ချင်းချောင်းဝင်ညစ်နေတာလို့ဒေသခံပြည်သူများကပြောကြားထားပါတယ်အုတ်ချုပ်ရေးမှုပေါ်သိန်းဟာရွှေဘုံမြို့ဘက်ကမှမဟုတ်ပဲရွှေဘုံခင်ဦးလမ်းမှာရှိတယ်တီးကုန်းရွာကဖြစ်ပြီးတော့တီးကုန်းရွာက နေပြီးမြို့ပေါ်ရက်ကွက်အများပြားရဲ့အုတ်ချုပ်ရေးမှုအဖြစ်နဲ့လောက်ကိုင်းတွေကချင်းချောင်းဝင်ညစ်နေခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကမ်ပလူမြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲပြီးတော့ပစ်ခတ်တိုက်ခိုက်ရာပြည်သူ၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တဘာလ28ရက်နေ့မနက်7:00နာရီကမှကမ်ပလူမြို့နယ်ဇပယ်နန်းသာခြေရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းကစစ်ကောင်စီတပ်သားများကမှန်နေပင်ရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာ ပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်စက်တဘာလ28ရက်နေ့ညနေ3နာရီခွဲကနေပြီးတော့ညနေ6နာရီခန့်အထိကိုကံဘလူမြို့နယ်ရွှေဘုံမြေကြီးနားလမ်းပေါ်မှာရှိတဲ့ရေရှင်ကြီးကျေးရွာကိုစပယ်နတ်သာရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းကစစ်ကောင်စီတပ်သားများက drone နဲ့ဗုံးကျဲတိုက်ခတ်ရာခရီးသွားပြည်သူ၃ဦးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲမနေ့ကမနက်ပိုင်းကလည်းစပယ်နတ်သာရွာစခန်းကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစခန်းအနောက်ဘက်နှမိုင်အနီးမှာစစ်တပ်စစ်ကြောင်းနဲ့ ထိတ်တိုက်စုံပြီးတဲ့အမျိုးသမီးတအုပ်ကိုအကြောင်းမဲ့ပြစ်တက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စက်တဘာလ28ရက်နေ့မွန်းလွဲ2နာရီကျော်ကမှအကြမ်းဖက်စစ်တပ်ကတီရီမွန်ရွာကိုလေကြောင်းကနေ5ချိန်တိုက်ခတ်ခဲ့ပြီးတော့အဲ့ဒီနေ့ညနေပိုင်းမှာထပ်မံပြီးတော့မြစ်တာမွန်ရွာနဲ့တီရီမွန်ရွာကြားကိုလေကြောင်းနဲ့ထပ်မံတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးမှုရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။